အာနာရှင်စနစ်ကိုဟန်တာဖို့စီးလုံးညီညွတ်မှုကိုလိုအပ်ကြောင်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကပြောကြားခဲ့ပါတယ်။၂၀24ခုနှစ်ဩဂုတ်လကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေကြောင့်ဝန်ကြီးချုပ်ရှိဟာစီနာရဲ့အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီးကလေးကလူဦးရေတန်180နေထိုင်တဲ့တောင်အာရှနိုင်ငံဟာနိုင်ငံရေးအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဒါကာမြို့တော်မှာပြန်ပတ်နိုင်ငံရေးပါတီတွေကယာယီအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်တင်းမာမှုတွေမြင့်တက်လာခဲ့ပြီးမိုဟာမက်ယူနိုဦးဆောင်တဲ့အစိုးရအဖွဲ့ကနိုင်ငံရေးအာဏာလွန်ဆွဲမှုဟာတိုးတက်ပြောင်းလဲမှုတွေအတွက်အနည်းငယ်ဖြစ်စေနိုင်ကြောင်းပြောကြားခဲ့ပြီးယာယီအစိုးရအဖွဲ့ကိုအပြေးဝထောက်ခံပေးဖို့ပြည်သူလူထုကိုတိုက်တွန်းခဲ့ပါတယ်။ကျယ်ပြန့်တဲ့ဈေးလုံးညီညွတ်မှုဟာအမျိုးသားရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အာဏာရှင်စနစ်ကိုဟန်တားဖို့မရှိမဖြစ်လိုအပ်ပါတယ်လို့အစိုးရအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။မေ22ရက်ကလည်းဘင်္ဂလားဒေ့ရှ်ရည်အစိုးရအဖွဲ့ကောင်ဆောင်မိုဟာမက်ယူနစ်ကနိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကရာရုကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ပါတယ်။အသက်84နှစ်အရွယ်ငြိမ်းချမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရေကောက်ပွဲမပြုတ်လို့မီအချိန်အထိယာယီအစိုးရအဖွဲ့ကိုဦးဆောင်မဲ့သူဖြစ်ပါတယ်။တဝိမဲ့နိုင်ငံရေးပါတီတွေက၎င်းကိုအပြေအဝါထောက်ခံခြင်းမရှိပါက အစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ကြောင်း၎င်းရဲ့ယုံကသတင်းအရင်းမြစ်တစ်ခုကပြောပါရယ်သူကနှုတ်ထွက်ချင်နေပါတယ်ဒါပေမဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကသူ့ကိုမနှုတ်ထွက်ဖို့ဖြောင်းပြနေပါတယ်လို့သတင်းအရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောပါရယ်